စာဘူးတောင်းချီတော့ရပါသားစီတီတော့ ਨੇ အဖိုးကူရှိတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီဒီကတော့ဆူတောင်းပြည့်တယ်။အဖိုးကူကတော့အဋိဌံအောင်တယ်။အဲ့တော့ဖိုးကူစီမှာဆူတောင်းမယ်ဆိုရင်တော့အဋိဌံတော့ဝင်ရပါမယ်။ကိုလိုချင်းနဲ့တောင်စုတွေပြူဖို့အထိတ်ထန်တွေပြူဖို့အတွက်ပွဲကတ်တဲ့ဟာကိုလည်းဒီမှာတခါတဲ့အစင်းသင်းရောင်းပေးပါရယ်ကိုလိုချင်းနဲ့ပွဲပုံစံလေးဒီမှာတခါတဲ့ပွဲယူပြီးတော့ကတ်လို့ရပါတယ် နေကကြည့်မယ်ဆိုလို့ရှိရင်ဒီခြေတော်ရာမှာဖះရှင်ရဲ့ဒီဆက်လက္ခဏာတွေကြောက်စက်လက်ရာတွေတွေ့နိုင်တယ်ပေါ့နော် က်ကတော့မေမိုရိုအဖိုးကိုလို့တည်ကြတဲ့အဖိုးဖရားမဟာဆော်လကွန်အိမ်မှာအဖိုးကဒုတိယဟန်တာဝတီခေဟောင်းကမွန်ဘရင်အနယ်တော်ပေါ့နော်လက်ရှိမှာတော့အဖိုးကအဲဒီသာသနာတော်မပြောင်းပြတ်အောင်လို့ထိမ့်သိမ်းဆောင်ရှောင်းတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အဋ္ဌဌံဝင်ရတယ်ဘိုးကူစီမှာဆိုလို့ရှိရင်တော့အဋ္ဌဌံအောင်တယ်ပေါ့နော်လာပြီးတော့အဋ္ဌဌံပြူကြတဲ့သူတိုင်းကအဋ္ဌဌံအောင်ကြတယ် ီဂျာဟောက်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒိတ်ထန်အောင်ပြီးတော့ဆူတောင်းပြည့်တယ်လို့နာမည်ကြီးနေတဲ့နေရာလေးဝင်မိုးရောက်နေပါဗျာအဲ့တော့ဒီနေရာလေးကဘယ်နေရာလေးဖြစ်မလဲဆိုတာကိုတူလိုက်ကြည့်ပေးကြပါအောင်ရှင်ဒီနေရာလေးကတော့ရန်ကုန်မြို့စက်တမိုင်းနှစ်ဖာလုံးစာဘူးတောင်ကျေးရွာအုပ်စုအကန်းကြီးကျေးရွာမှာရှိတဲ့စာဘူးတောင်ခြေတော်ရပါရစီတီတော်နဲ့အဖိုးကူရှိတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီဒီကတော့ဆူတောင်းပြည့်တယ်။အဖိုးကူကတော့အဋိဌံအောင်တယ်။အဲ့တော့ဖိုးကူစီမှာဆူတောင်းမယ်ဆိုရင်တော့အဋိဌံတော့ဝင်ရပါမယ်။ ီနေရာကတော့အဓိကတော့ဆူတောင်းပြည့်တဲ့အဓိဋ္ဌာန်နေအောင်နေဆိုလို့နမဲကြီးတယ်ပေါ့နော်အဲကိုလိုချင်တဲ့ဆူတွေကိုတောင်းလို့ရတယ်တောင်းဆူပြုလို့ရတယ်တက်တလို့စားလိုက်ပိုကောင်းတယ်ပြီးတော့ငါးပါးတီလာလုံးနေတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကိုဆူတောင်းနေပြည့်ပြည့်နိုင်နေပေါ့နော်ကိုလိုချင်တဲ့တောင်စုတွေပြူဖို့အထိတ်ထန်နေပြူဖို့အတွက်ပွဲကတ်တဲ့ဟာကိုလည်းဒီမှာတခါတဲ့အစင်သင်းရောင်းပေးပါရယ်ကိုလိုချင်တဲ့ပွဲပုံစံလေးဒီမှာတခါတဲ့ဝယ်ယူပြီးတော့ကတ်လို့ရပါတယ် ဒါကတော့ဆူတောင်းပြည့်တယ်ဆိုတဲ့ပါရချီတော့ရပါဒါကသူတေတီရဲ့ခမန်းချက်ရဆိုလို့ရှင်တော့982ခုပကံခင်နောင်းမိုင်းကအဲတဲချောင်းနဲ့ထုစစ်ထားတဲ့လက်ရာလို့သိရပါတယ်လက်ရှိမှာတော့နိုင်ငံတော်ဗဟိုတန်ကားဝန်ဆောင်ဒီတောင်ကလေးဆရာတော်ကဦးစီးပြီးဖော်ဆောင်ထားတာပါဒီမှာအနည်းငယ်ကြည့်မယ်ဆိုလို့ရှိရင်ဒီခြေတော်ရမှာဖျားရှင်ရဲ့ဒီဆက်လက္ခဏာတွေကြောက်စစ်လက်ရာတွေတွေ့နိုင်တယ်ပေါ့နော်ဒီခြေတော်ရကကြတော့တဲချောင်းနဲ့ထုစစ်ထားတာဖြစ်တဲ့အတွက်ရေတပ်ပေတာမျိုးတော့လက်မခံပါဘူးရိုးရိုးဒီမှာပူဇော်ချင်တာမျိုးဆိုတော့အဆင်ပြေပါတယ်အဲဆိုလို့ရှိရင်တော့နောက်ထပ်ဒီအဖိုးကူနန်းနန်းစီ 大家玩没先？<music> မင်မိုးတို့အဖိုးကိုလို့တည်ကြတဲ့အဖိုးဖရားမဟာဇော်လကုံအိမ်မှာအဖိုးကဒုတိယဟန်တာဝတီခေဟောင်းကမွန်ဘရင်အနယ်တော်ပေါ့နော်လက်ရှိမှာတော့အဖိုးကအဲဒီတာသနာတော်မပြောင်းပြတ်အောင်လို့ထိမ့်သိမ်းဆောက်ရှောက်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အဋ္ဌထံဝင်ရတယ်အဋ္ဌထံကတော့အဓိကတော့ငါးပါးတီလာအလုံးမိုးပေါ့နော်အဲအဋ္ဌထံဝင်ပြီလို့ရှိရင်တချို့ကတော့အဲဆူတောင်းကြတာပေါ့လေအဋ္ဌထံအောင်လို့ရှိရင်ပွဲကပ်ပါမည်ပေါ့အဓိကတော့ပွဲကပ်ပါမယ်ဒါမှမဟုတ်တချို့ကြတယ်တခုခုပေါ့နော် ဟိုတက်တက်လို့စားမယ်ဖြစ်ဖြစ်ပါပြည့်အဲ့လိုမျိုးဆူထောင်းကြတာရှိတယ်။ဒီကတော့အဖိုးကူစီမှာဆိုလို့ရှိရင်တော့အဋိဋ္ဌံအောင်တယ်ပေါ့နော်။လာပြီးတော့အဋိဋ္ဌံပြူကြတဲ့သူတိုင်းကအဋိဋ္ဌံအောင်ကြတယ်။အဲအဋိဋ္ဌံအောင်ဖို့ကလည်းအဓိကတော့ငါးပါးတိတာလုံးဖို့တော့လိုအပ်ပါတယ်။အဖိုးကူကိုကြတော့ခုနကမေမိုးတို့ဆူထောင်းပူဇော်ခဲ့တယ်ဒီပါရချီတော်ရအနီးနားမှာပဲတွေ့ရှိခဲ့တာပါ။အရင်ကတော့မေမိုးတို့အဲဒီအဖိုးကူလက်ကိုကာပြီးတော့ဆူထောင်းတာတွေလုပ်လို့ရခဲ့တယ်။ဒါပေမဲ့ဒီမတမာ သူတွေကပေါ့နော်အကာဝရပြူတဲ့အနေနဲ့ဒီပစ္စည်းတချို့မကောင်းတဲ့ပစ္စည်းတွေအဖိုးကလက်ထဲမှာထည့်ထားတယ်ဒါမှမဟုတ်ဒီအဖိုးကရဲ့ရုပ်ထုကိုဖျက်ဆီးတာတွေပြုလုပ်ခဲ့ကြတယ်ပေါ့နော်ဒါကြောင့်အခုလက်ရှိမှာဆိုလို့ရှင်တော့အဲလိုထိကင်ပြီးဆူတောင်းတာတွေကိုတားမြစ်ထားပါတယ်အဖိုးကရဲ့ကျင်ရတော့အဖွားတလမီထိုးဆိုတာလည်းရှိတယ်အဖွားစီမှာဆူတောင်းတယ်ဆိုလို့ရှင်လည်းဒီအထိတ်ထန်အောင်ကြတယ်လို့ပြောကြသူတွေလည်းအများကြီးရှိပါတယ် ဒါကတော့အဖိုးကိုရဲ့ဂျင်ကတော့အဖွားတက်လက်မေထောက်အတွက်ပြုလုပ်ပေးထားတဲ့နေရာလေးပါအဖွားရဲ့ရုပ်ထုတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီနေရာလေးမှာအဖွားစီကိုလာပြီးတော့အဋိဌံပြုစုတောင်းလို့ရပါတယ်ဒီမှာအဖွားကဒီလှပြီးတော့အနံ့မွှေးကြိုင်လုံးနဲ့ပန်းလေးတွေအမြင့်တက်ပါတယ်အဲ့တော့ပန်းလေးတွေနဲ့အဋိဌံပြုစုတောင်းလို့ရပါတယ်တကယ်အဖွားစီမှာလည်းစုတောင်းရောကန်ဆက်ပြီးတော့အဋိဌံပြုအမြင်သွားတဲ့သူတွေလည်းရှိရဲအဲ့ဒါကြောင့်အဖိုးကိုခြေတော်ရအပြင်ဒီအဖွားစီမှာလည်းအဋိဌံပြုစုတောင်းလို့ရပါသေးရဲ့ရှင် ော့ဒီမှာနောက်ထပ်နေရာလေးတစ်ခုရှိသေးတယ်အဲ့ဒါကကြတော့မြင်းနီလန်းလေးပေါ့နော်အဲ့တော့မေမိုရိုအက်ကိုဆက်သွားကြပါမယ်မြင်းနီလန်းလေးကဒီဘက်မှာဆိုလို့ရှိရင်တော့ဒါခုနကမေမိုရိုပူဇော်တဲ့အဖိုးကူရိုနေရာအဖိုးကူရိုနေရာဒီတောင်ကုန်းလေးဆင်းလို့ရှိရင်ဈေးတန်းလေးရှိရမှာဒီဈေးတန်းဒီအနောက်လေးမှာဆိုလို့ရှိရင်တော့အခုမေမိုရှောင်းနေတဲ့ဒီမြင်းနီလန်းလေးရှိပါတယ် အဲမြစ်တာလေးပို့ပေါ့နော်မြစ်တာလေးပို့မြစ်တာတုံးလေးယူပြီးတော့အခုလိုမျိုးမိုးလိုမျိုးခဏလေးချုပ်ပြီးတော့လမ်းလျှောက်ပေးမယ်ဆိုလို့ရှိရင်တော့ကို့အတွက်ကျန်းမာရေးကောင်းတယ်လို့အဲဒီကပြောလိုက်ပါတယ်ကဲပြီးရင်တော့ခုနမင်းမိုးပြောတဲ့ဈေးတန်းလေးရှိတယ်အဲ့တော့ဈေးဝယ်ထွက်ကြပါမယ်ဒီမှာဒေသထွက်လေးရောင်းတယ်လို့လည်းသိရတယ်ဒီနေ့မှလက်လက်ဆက်ဆက်ကူတာတဲ့ဒီနေ့မှကူတာဆိုလုံးဝလက်လက်ဆက်ဆက်ကိုစား ဘလိုမျိုးလေးရှိလဲဆိုတော့မအရင်တော့ညီမတို့အခက်ခဲရှိတယ်ဗောနော်ဒီမှာဈေးရောင်းတော့ဘိုးကတတိုင်းမာတယ်ရောင်းရတယ်ဗောနော်ဒိတ်ချလိုက်တော့ညတော့ဈေးရောင်းကောင်းတယ်မာရဲ့အဲ့ဒါဒီမနက်ဟိုဟာလာပြင်းကြရင်ဖုံးကြီး၄ပါးကရော့မယ်အဘိုးကလည်းကရော့မယ်ဖះချီတော့တော့ရှေ့အောင်တမိုင်းဝင်ဗောနော်မဟိုဟာဖုံးကြီးကိုအိမ်မက်ပေးတဲ့အဘိုးကတော့ဒီမှာဖះချီတော့ဆောက်ရှောက်နေရတယ်ဗောနော်ဖုံးဖို့ဖုံးဖို့ဒီမှာလာဝယ်ဗောနော်လာဝယ်ပြီးတော့မှတာသနာထွန်းလင်းအောင်လုပ်ပေးမယ်ဆိုပြီးတော့အဘိုးကဗောနော်အိမ်မက်ပေးတယ်ဗောနော် အဲ့ဒါနဲ့ဖမောကလာဝဲတော့အဲ့ဒါကလို့တာသနာထုံးလင်းသွားတာပေါ့မှာဒိဋ္ဌအောင်တဲ့လူလည်းများတယ်အများအမ်းပေါ်တော့လာဆူတောင်းတဲ့လူလည်းရှိတယ်အဲ့တော့ဒီမှာ၁၇လပိုင်းကြလို့ရှင်ဆရာတော်ကအုံမြင့်ချပြီးတော့ဖျားတယ်မယ်ဆူတောင်းပြုမယ်ဝင်ချတောင်းမယ်မယ်ဆိုလို့ရှင်ကိုအတိတ်ဘဝကတန်တရားမှာပြုလုပ်ခဲ့တဲ့ဝိကျေးတွေကျေနိုင်တယ်လို့လည်းသိရတယ်လာပြင်းနေတိုင်းမှာဖျားဖူးဖို့အတွက်ပေါ့နော်ကားစီစဉ်ပေးထားတဲ့အလူရှင်တွေရှိပါတယ်တဲ့အဲ့တော့ကြုံကြိုက်လို့ရှင်ဒီလိုတစ်ခေါက်တစ်ခါလောက်တော့လာရောက်ပူဇော်အတိတ်ထံပြုဖို့အတွက်တိုက်တွန်းပေးရစေရှင်ဒီပြိတ္တတွေထဲမှာလည်းကိုမအောင်မြင်တဲ့အရာတွေ ဆူတောင်းပြည့်ကျင်တဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်တော့အများဆုံးပြည့်ပါစေလို့ Media House ကနေဆူတောင်းလိုက်ရပါတယ်ရှင်အဲ့တော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်